ကျွန်တော်ကအဲ့လိုမျိုးကြောင်ညာတစ်ခုလာအဲ့လိုရှိရင်ငါကြောင်ညာမဲဒီမှာအဲဒါလေးသုံးကြည့်ပါကောင်းတယ်ဆိုတာထက်ပါဟိုကိုလည်းတော့မှမတော်ဘူးအဲ့ဒါယူဆက်ဒါလေးသုံးကြည့်ပါကောင်းတယ်ပြောလို့မရဘူးလေအဲ့တော့ဟိုကိုကိုယ်တိုင်ကြောင်ညာဆိုတာထက်ဟိုကိုယ့်ရဲ့အမေပေါ့နော်ကိုယ်ကလည်းအမျိုးသမီးဆိုလို့အမေပဲရှိရတယ်အမေအမကလည်းနိုင်ငံခြားမှာဆိုတော့အမေကိုမေးမေးမေးတော့ဒါဘလို့ဘလို့ရှိတယ်အမေ information ပြန်တောင်းတောင်းပြအဓိကကတော့ကိုကိုယ့်တိုင်ကြောင်ညာမဟုတ်တော့ဘဲနဲ့ ဟိုမင်းကလေးအတွက်ကိုကြောင်ညာပေးတယ်မင်းလေးအတွက်ကိုတန်းကြောင်ညာပေးရတယ်မရဘူးဆိုတော့ကိုယ့်ရဲ့ချစ်သူရီစာကိုအမေအဲ့လိုမင်းကလေးကိုမေးပြီးတော့ပြန်လုပ်ပေးရတာပေါ့နော်ဟုတ်နေနေဆိုဆိုဒီ series လေးပေါ့နော်အဲ the queen ပေါ့နော်နာမည်လုံးခေါ်လို့ရပါမယ်နေဆို the queen ခေါ်လို့ရဆိုတော့အဲ့ series လေးမှာအခုဒီရင်းဝင်ဟိုလာပါကျွန်မတို့ဒီ super mario 3ယောက်နေပေါ့နော်အဲ migrace ရဲ့ amazon တွေရဲ့ d ရဲ့ပေါ့နော်3ယောက်နေကျွန်တော်တို့ရိုက်တော့မှရှိပါတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ဒီနေရာမှာဒီတထေကရုံးလေးပေါ့ ပထမဆုံးအနေနဲ့ကျွန်တော်ဒီနေ့ကတော့ MTV music video တစ်ခါပဲရိုက်ရိုက်ပြီးတော့เนาะရိုက်ပူးတယ်ပြီးတော့အမလည်းနှောက်သားရည်နေရအောင်เนาะဒါပေမဲ့ဒါပေမဲ့ကျန်တဲ့လူတွေကတော့တစ်ခါမှတော့အဲ့လိုမျိုးအတုပညာဒီလောကမှာမစုံမိုးသေးဘူးเนาะ migration ဆိုလို့ရှိရင်လည်းចောင်းတာတူခဲ့တာတစ်ခါမှအဲ့လိုမျိုးသေချာရင်းနှီးစကားပြောတာတော့မရှိခဲ့ဘူးအခုမှဒီကားကြမှာသာတူတူတွေ့ရမှာပေါ့เนาะ migration ဆိုတော့လည်းဆိုတော့ဘယ်လိုလာမလဲဆိုတော့သိချင်တာပေါ့เนาะဟုတ် ကျွန်တော်လည်းဟိုပါပေါ့အနေနဲ့ excited ဖြစ်တာပေါ့နော်ဟိုဘာဘာဘာဖြစ်ကြမလဲပြီးတော့ဟိုသူတို့ရဲ့ဒီ acting တွေကိုယ်ရင်းထက်နဲ့သူဘယ်လိုဟိုစုံတွေ့ကြမလို့ပေါ့နော် Red for takeoff. မဟုတ်ကျွန်တော်ဒါအူးစင်းဝတ်ထားတာအူးစင်းဝတ်ထားပြီးတော့အခုမှပြင်ဆင်လာတဲ့ဟာလေးပဲတင်းထားတာပေါ့နော်ဘာမှမလုပ်ရသေးဘူးအာဘုံဝင်လက်ထက်ကလည်းဒီဟိုကဒီကားအတွက်ကျတော့နည်းနည်းလေးဟိုကရုံးနဲ့ဆိုပြီးပို့ပြီးတော့လိုက်လောက်မှာပေါ့နော်ဒီတော့ဘုရားကားလို့မြောက်လေ။ဒီတော့ဘုရားဆိုတော့ဘုရားရတော့တာရတတ်နိုင်တာ။အာဒီထဲမှာလေ။ဟုတ်နှစ်ပတ်ဘုရားဆိုတော့လေဟုတ် ဟာဦးစင်းဝတ်တဲ့ချိန်ကတော့တကယ်ဟိုပေါ့နော်ဘယ်လိုမျိုးရှူရှံပြတ်အောင်ပေါ့တကယ်အေဂျင့်နဲ့ပြီးတော့ဟိုအစားဘာမှလောဘရပါလေအဲ့ချိန်မှာတကယ်ဟိုပျောက်သွားပါပေါ့နော်အဲတကယ်လဲဟိုအလုပ်လဲမလုပ်ရတော့လေအလုပ်ဆွဲတဲ့ကိစ္စတွေဘာမှမရှိတော့ဘူးဆိုတော့တကယ်စိတ်ကိုအေဂျင့်နဲ့တရားထုတ်လို့ရပါပေါ့လူလူဘာလဲလူထွက်လာတဲ့ပထမနေ့ကလေးကစပြီးတော့ပြန်ပြီးတော့ရှုပ်တာပေါ့ဟုတ်အဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒါဦးစင်း ဟိုထွက်ထွက်ပြီးရှင်မဲ့ဒါပထမဆုံးရတဲ့ဟာပါဟုတ်မီထိုးဟိုလေးအင်းလားဆိုတော့ပြစ်စကြညာလေးမီမီတော်များသဘောကျရနော်အဲ့ product လေးလက်ခံကြည့်တာအောင်ပါဆောင်နော်မဟုတ်ဘူးကျွန်တော်အဲ့ဟိုဗာလေကျွန်တော်ရဲ့ဒါ brother ရဲ့ရှေ့ကွာဒီယောက်ျားတူကြီးရှေ့ကွာအဲ့ယောက်ျားတူကျွန်တော်ကတော့အဓိကလိုမျိုးဟိုထိုးကြတော့အဲမျော်ပြီးမှကြတော့ဒီကွာ main ယောက်ျားလေးယောက်ျားလေးတွေအများကြီးရှိတယ်ဆွဲနေမှာဒီအမ်ကိုယ့်ရဲ့ visa ကိုကိုယ့် partner နဲ့ပတ်သက်လို့ education နေမှာတိတ်ပြီးတော့ အဝေးမရောက်ဘူးလို့ကျွန်တော်ခံစားရတယ်ကျွန်တော်ကိုယ်ရင်လည်းကျွန်တော်ကိုယ်ရင်လည်းပါတယ်နော်အဲ brother ပြောမှာကျွန်တော်ကိုယ်ရင်လည်းအဝေးသိမြောက်ဆုံးခံစားရတယ်ဒါပေမဲ့ဒါကြည့်လိုက်အချိန်မှာလေးလ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 ာ experience အရာပေါ့နော်တော်ရင်လုံရင်လည်းမှာအဲ့လိုမျိုးအဲ့အဓိကတော့အဲ့ for the bro ဆိုတဲ့ဟာကိုကျွန်တော်ကျွန်တော်ကိုယ်တိုင်တွေ့အကြုံတွေ့လာတဲ့ဟာတွေပြန် sharing လုပ်တဲ့ဟာပေါ့နော်ဆိုတော့ဟိုသိမလားတကယ်လည်းအထောက်အကူရှိလို့ကျွန်တော် sharing လုပ်ပေးတာပါဟုတ်ဟိုကျွန်တော်ဆုံးမပြောလို့ပါပဲအဓိကတော့ကျွန်တော်ကအဲ့လိုမျိုးကြောင်ညာတစ်ခုလာအဲ့လိုရှိရင်ငါကြောင်ညာမယ်သိမလား အဲဒါလေးသုံးကြည့်ပါကောင်းတယ်ဆိုတာထက်ကွာဟိုကိုလည်းတော့မှမသုံးဘူးအဲ့ဒါယူဆက်ဒါလေးသုံးကြည့်ပါကောင်းတယ်ပြောလို့မရဘူးလေအဲ့တော့ဟိုကိုကိုရံကြောင်ညာဆိုတာထက်ဟိုကိုရဲ့အမေပေါ့နော်ကို့မှာလည်းအမျိုးသမီးဆိုလို့အမေပဲရှိရတယ်အမေအမလည်းနိုင်ငံခြားမှာဆိုတော့အမေကိုမေးမေးပြောတာဘယ်လိုဘယ်လိုရှိလဲအမေ information ပြန်တောင်းတောင်းပြီးအဓိကတော့ကိုကိုတော့ကြောင်ညာမဟုတ်တော့ဘဲနဲ့ဟိုမင်းကလေးအတွက်ကိုကြောင်ညာပေးတယ်မင်းလေးအတွက်ကိုတန်းကြောင်ညာပေးရလည်းမရဘူးဆိုတော့ကိုရဲ့ ချစ်သူရည်စားကိုအမေအဲ့လိုမေးကလေးပေါ်မေးပြီးတော့ပြန်လုပ်ပေးရတာပေါ့နော်ဟုတ်အဲ့လိုတော့မရှိပါဘူးဆိုတော့သူတို့စကန်းလာတာကလေးကျွန်တော်အဲ့ idea သူတို့တန်းပေးလိုက်တာပေါ့နော်ဘာလို့ကျွန်တော်ဒါကြီးရောလို့ဟိုတုံးလို့ကောင်းတယ်ဆိုပြီးအစင်မပြေဘူးလို့ပြောရတာတော့ကိုကိုရန်လည်းသူစလုံးနဲ့တော့မှလည်းမဟုတ်ဘူးဟုတ်ဟိုတိုင်ရောပေါင်းတယ်လို့ကျွန်တော်တော့မကြောင်ညာချင်ဘူးသို့တော့ အာ like refer လုပ်လို့ရတဲ့ပုံစံမျိုးနဲ့ကျွန်တော်ပြောပြချင်တယ်ပေါ့နော်တကယ်လည်းကောင်းတဲ့ product တစ်ခုမို့လို့ပြောတာကျွန်တော်ကြော်ညာလည်းမဟုတ်ဘူးတကယ်ကောင်းတဲ့ product တစ်ခုမို့လို့ like ဒီကိုယ့်ရဲ့မျိုးသမီး partner တွေအတွက်ကိုအဆင်ပြေမဲ့ဟာကိုကျွန်တော်အဲ့လိုမျိုးရေးပြီးတော့ပြောပြရပါတော့ဟုတ်။အေးကျွန်တော်ဆန္ဒအဲ့မျိုးဖြေပြီးရအဲ့ဟိုဟိုအဓိကကတော့ဟိုကို caring လုပ်တဲ့ဟာတော့ မတော်ဆက်ဆက်မရှိပါဘူးဟုတ်မရှက်တယ်လို့လည်းကျွန်တော်ဆက်တယ်ဆက်လို့လားကျွန်တော်မမြင်မမြင်ဘူးလို့ဒါကြတဲ့တော်မြတ်မရှက်တယ်လို့ပဲနော်ဟုတ်လားရှက်တယ်အဲ့လိုအထုတ်မြင်တာအဲ့လိုရှက်တယ်ဟုတ်လားအဲ့တော့အဲ့တော့ကျွန်တော်တကယ်မမြင်ဘူးပေါ့နော်ဘာလို့လဲအမေနဲ့နေခဲ့တာဆိုတော့အမေနဲ့ပဲတော်တော်လူနေတာဆိုတော့အမေဒါကြီးတော့တောက်လျှောက်သုံးနေတာတော့ဘာလို့ရှိရချင်းမှာတောက်လျှောက်သုံးနေရှိရချင်းမှာအဲကျွန်တော်လည်းဒါရိုးနေပေါ့နော်ငယ်တော့ရှိရလေတားဟိုမေဟင်းချက်နေဆိုတော့အတောင်မှန်ဗါလေအဲ့လိုရှိရဆင်းဝင်ပါဘူး ွေခဲ့ရသေးလားအဲ့မောင်မောင်ဒါကိုကိုကိုမေတော့ငယ်တုန်းကတော့အဲ့ပေါ်ငယ်ငယ်တုန်းကပါငယ်တုန်းကနော်ဒါဗနဇင်းလောက်ဝယ်ပြီးတော့ပြင်တက်လာအောင်ဗနဇင်းအောင်ဗနဇင်းလောက်ဝယ်လိုက်ရတယ်အဲ့တော့မတိတော့ပါလေအဲ့တော့ခုအဲ့ရမှာဝယ်ပေးခဲ့ပြီ No 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 အဲ့တကြီးမတော့ဝယ်ဘူးတော့ဟုတ်ဒီကြောင်ညာမှာတကင်ဘူးလားဘယ်ကပါတာဗောဟိုဘာလို့ဆိုတော့

ဟုတ်ကဲ့ဟာဘယ်လိုမျိုးတွေဒါခံရရလို့ပြောလို့ရတယ်အာကိုကိုနဲ့ခံဆောင်ကမဟုတ်လေအာ hygienic hygienic ကိုရတာမဟုတ်လို့ရှိရင်အာဝေချထတဲ့ကိစ္စမျိုးဟို even like ဒီဒီအသေးဆုံးလေးကွာအသေးစားဆုံးလေး maybe ဟိုဟို one you know like ရှားနေရအခြားသောနေရာတွေမှာဘာ product သုံးလို့စပင်းဆိုဘာအတွက် ပြီးကျွန်တော်ဒီနားရဲ့ဗီဒီယိုရှိရွာဟို10မိနစ်တွင်းသပင်ပုံသွင်းတဲ့ဟာမျိုးတော့ရာဇာလေးတွေအဲ့လိုမျိုးကအလွယ်တကူထောက်ကူဖြစ်မဲ့ hype ပုံလေးတွေပါနော်ခံခဲ့ရတော့မဟုတ်ဘူးဒါပေမဲ့တီးခဲ့ရတဲ့အဲလူတယောက်အနေနဲ့ရှင်းတန်းနေနေဟို learn လုပ်ရတဲ့အရာလေးပေါ့ဟုတ် yes ကျွန်တော်ဒီကရှိခဲ့တော့လည်းအဲ့လိုပဲအဲအញ្ញကြီးတော့ဖုံးကွယ်ရံပြီးတော့မရှိပါဘူးဟိုတော်တော်လာလာတော့ရှိပါတယ်နော်အဲပြင်နေပါသွားတာထမင်းသားတာတို့အညာဘက်ဒီဘက်တစ်ခါလေးတစ်ခါလေးအပြင်ထွက်ပြီးတော့ဒီနိုဆာရပေါ့ရှိပါတယ်။အရင်ကတော့ဖုံးကွက်တူတူမျိုးဖြစ်ပါဘူး။ တော့ထုတ်မပြရတော့လားခုနောက်ပိုင်းอ่ะဘူကတော့ဘူးမှမပြောတော့ထောက်ခဲ့ပါဒီဘာနေနေစီကုန်းခုနေစီစူးစွဲနေစီကုန်းလာအဲ့ဘူကလည်းပါဘူးနေစီစူးစွဲဒီစီရီလေးကိုလည်းကျွန်တော်တို့ခုအဲဘက်ခါစပြီးရိုက်တင်တော့မှာနော်နေစီရိုက်ပြီးတော့မယ်အဲ့ကြလို့ထွက်လာလို့ရှိနေအားပြပါအောင်အဲဒီစီရီလေးကအမ်ကျွန်တော်အမခနဲ့တွေ့ရတယ်လေးပါရှားကားနဲ့မတူစီရဘူးတကယ်ဟောပါလေဟုတ်ရင်တော့တကားရှိတယ် I am poison လား I am H2O လားအဲ့လိုပုံစံမျိုးလေးပေါ့နော်လုံးဝ main ကလေးတွေကမှ Charlie's Angel main ကလေးပုံစံမျိုးလေးပေါ့အဲ့လိုကောင်းပြလိမ့်မယ်ဟုတ်အဲ့ကြောင့်ငါကျေးဇူးပါအားပေးပါအောင်လို့ပြောမှာဟုတ်ပါဘူးကျေးဇူးပါ